အားလုံးပဲမင်္ဂလာပါအပါဆရာရင်မင်းတကာတပည့်ဆရာမထောင်းအောင်မတော်တိုင်းမှဖြစ်ပါတယ်တဲနာသားမိတွေယာရုတက်ဖို့ရှိနေတဲ့သူတွေတက်ရောက်နေဂျိုးအိတ်တွေမှာပုံမိမှာတက်ရောက်ပြီးတော့ပုံမိမှာဂျိုးတွေစားနေရဲ့အခက်အခဲတွေပြဿနာတွေရန်နေတဲ့ရေဆိုင်ကြုံတွေ့နေရပြီဆိုရင်အကြီးအကျယ်လက်တွေပိတ်နေရဲ့ဒီလိုအခက်အခဲပြဿနာတွေရေဆိုင်ကြုံတွေ့နေရပြီဆိုရင်အမြန်ဆုံးအဆင်ပြေစေတဲ့အပါဆရာကြီးမင်းတကာရဲ့ကောင်းစေမင်္ဂလာအစီအစဉ် ပြုလုပ်နေကိုပြပြပေးမှာဖြစ်ပါတယ်ဒီရက်တွေဟာရှေ့ဘရင်မင်းမြတ်တွေစစ်တိုင်းမထောက်ခင်မှာပြုလုပ်တဲ့အကောင်းဆုံးမင်္ဂလာအစီအရင်ပဲဖြစ်ပါတယ်ဟုတ်တယ်နော်တောင်းပြီဆိုရင်တော့ကောင်းစေးမင်္ဂလာပြုလုပ်မယ့်နေရာမိမိတို့ရဲ့မွေးနေ့တင်းနာနေ့မနက်9:45မိနစ်မှာကောင်းစေးမင်္ဂလာပြုလုပ်အောင်မှာဖြစ်ပါတယ်။မြောင်စူးစူးကိုမျက်နှာမူပြီးတော့မှညာဘက်ခြေထောက်အောက်မှာပြဲမ9ရွယ်ဘယ်ဘက်ခြေထောက်အောက်မှာရွက်လာ၄ညွတ်နေထားအောင်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့အနိုင်တက်ရှိရဲ့နေသားမျိုးဖြစ်တဲ့စနေသားမျိုးကိုခေါင်းစေးမင်္ဂလာပြုလုပ်ခိုင်းရမှာဖြစ်ပါတယ်။မိမိတို့ရှော်မဲ့တေယောကမောရေထဲမှာတပြေ6ညွန်စပယ်3ငုံဒန်း9ညွန်ထည့်ပြီးတော့မှစနေသားမျိုးရနေပြီးတော့ခေါင်းစေးမင်္ဂလာပြုလုပ်ပေးရမှာဖြစ်ပါတယ်။တဲနာသားမျိုးမှာရှိတဲ့အညံ့နေခိုက်တဲ့ ဒီကောင်းစေမင်္ဂလာပြုလုပ်တဲ့အချိန်ကနေစပြီးတော့အားလုံးကဲဆယ်ပါစေလက်လာပါတွေအမြန်ဆုံးပွင့်လန်းပါစေယာတို့အမြန်ဆုံးတိုးတက်ပါစေလက်ရှိကြုံတွေ့နေတဲ့ဂျိုအိတ်တွေပုံမိမှာအိတ်နေတဲ့ပုံမိမှာဂျိုတွေတက်ရောက်တွေဇာတာတွေညံ့နေပြီဆိုရင်ဒီအချိန်ကနေစပြီးတော့အမြန်ဆုံးကဲဆယ်ဖို့လွတ်မြောက်ဖို့အတွက်အလေးနဲ့ဆူတောင်းအောင်ဖြစ်ပါတယ်ကိုကိုတိုင်းလည်းဆူတောင်းအောင်ဖြစ်ပါတယ်ကိုရဲ့အနိုင်ရရှိရဲ့နေသားမီးကလည်းစနေသားမီးကလည်းတင်းတာသားမီးအတွက်ကိုအလေးနဲ့ဆူတောင်းအောင်ဖြစ်ပါတယ် ဒီလိုတွေစုတောင်းမိပြီးလျှော်ပြီးသွားပြီဆိုရင်တော့ခေါင်းစိတ်မင်္ဂလာတွေပြုလုပ်ပြီးသွားပြီဆိုရင်တော့မိမိတို့ခုနလျှော်ထားတဲ့တေရကမုန်းကြီးပန်းတွေကိုမိမိတို့ရဲ့မြောက်ဆူးဆူးအိမ်အပြင်ဘက်မြောက်ဆူးဆူးမှာသွားပြီးတော့ဆုံအောင်မှာဖြစ်ပါတယ်။ခြေထောက်မှာနေထားတဲ့ပန်းတွေကိုအနောက်ရက်မှာသွားပြီးတော့တရားရောက်ကိုဆုံခိုင်းရမှာဖြစ်ပါတယ်။ဒီကောင်းစိတ်မင်္ဂလာကိုပြုလုပ်ပြီးပြီဆိုရင်တော့တနေ့တော့အသားမီးတွေရေမိုးချိုး အဝေဆအသစ်တွေလဲပြီးတော့မှမိမိတို့အိမ်ဖျားမှာဖျောင်းတိုင်15တိုင်အမွေးတိုင်15တိုင်ထုံညိပူစောလူတန်းပြီးတော့မှဒီနှစ်တစ်နှစ်ပတ်လုံးမိမိတို့ကန်စာတာတွေကောင်းဖို့လက်လာပါတွေပိတ်ဆို့နေရလက်လာပါတွေအမြန်ဆုံးပွင့်လန်းဖို့ယာတုတွေအမြန်ဆုံးတိုးတက်ဖို့ကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေအမြန်ဆုံးအောင်မြင်စွာကျော်ဖြတ်နိုင်ဖို့အတွက်အလေးနက်ဆုတောင်းမှာဖြစ်ပါတယ်။အော်ဒီရေရီယာကောင်းစေမင်္ဂလာအစီအစဉ်ရေရီယာကြီးကိုပြုလုပ်ပြီးသွားပြီဆိုရင်တော့ခုနှစ်အသားမိတွေ အမြန်ဆုံးလက်လာပါတယ်အမြန်ဆုံးပွင့်လန်းလာစေမှာဖြစ်ပါတယ်2025မှာတရနာသားပြီးတယ်မိမိတို့ရဲ့အတွေ့အကြုံဆန္ဒတွေတလုံးတဝတွေပြေစုံနိုင်ကြပါစေ